တယ်ဟုတ်ပြီဒါဆိုကျွန်တော်အခုလောကကြီးထဲမှာလူတွေဒီနော်အသက်ကြီးလာတဲ့အခါမှာအဲ့ဒီအသက်ကြီးတဲ့လူတွေကိုတချို့လူတွေကတိတ်ပြီးတော့မှလူပြောမလဲရှောင်ဖယ်ထားတယ်ပေါ့နော်ပြောရမယ်ဆိုတော့ရှောင်ဖယ်ထားတယ်ပြစ်ပယ်ထားတယ်တချို့အလုပ်တွေမှာဆိုရင်အာကျွန်တော်တို့အသက်60ကျော်သွားတဲ့အခါမှာပင်စင်ယူတယ်ဆိုပြီးတော့မှအားလုံးကြားမှုမယ်လို့ထင်ပါတယ်ကဲဒါဆိုရင်ကျွန်တော်တို့ အဲ့ဒါကဘာဘာအဓိပ္ပာယ်လဲလူတွေဒီအသက်ကြီးသွားတဲ့အခါမှာအသက်အရွယ်တခုရောက်လာတဲ့အခါမှာကျွန်တော်ကိုလူတွေကရှောင်ဖယ်လာတတ်ကြပါတယ်။ဒါပေမဲ့ကျွန်တော်အဲ့ဒီအသက်ကြီးတဲ့သူတွေကိုကျွန်တော်ခွန်အားပေးနေရကကျန်းစာထဲမှာကျွန်တော်ကြည့်မယ်ဆိုရင်အခန်းငယ်9မှာကြည့်မယ်ဆိုရင်တင်းကိုအသက်ကြီးစေကောင်းသောအရာနဲ့ရောင်ရဲစေတော်မူသဖြင့်အာမင် ကျွန်တော်တို့ရဲ့အသက်တာထဲမှာအသက်ကြီးပြီမယ်အသင်အသက်ကြီးနေပြီမယ်အားငယ်စရာမလိုစိတ်ပျက်စရာမလိုကျွန်တော်တို့ကိုအမြဲတမ်းကြီးစုကြီးစုစောင့်ရှောက်ပေးနေတဲ့ဖရာသခင်ရှိပါတယ်လူတွေကကျွန်တော်တို့ကိုကျွန်တော်တို့အသက်ကြီးလို့လူတွေကကျွန်တော်တို့ပြစ်ထားတယ်ကျွန်တော်တို့ကိုစွန့်ပယ်ထားတယ်ကျွန်တော်တို့ကိုနော်ဘယ်အရာမဆိုကျွန်တော်တို့ကိုဒီနေ့ အာဦးစားမပေးတော့ဘူးလို့ကျွန်တော်ခံစားနေရလားအဲ့လိုခံစားနေရတယ်ဆိုရင်ကျော်တို့ရဲ့အသက်တာထဲမှာခွန်အားယူရမယ့်အရာကဘာလဲဆိုဒီနေ့103ခုမြောက်သောစာနဲ့အခန်းငယ်9မှာပြောထားတယ်တင်းကိုအသက်ကြီးစဉ်ပင်ကောင်းသောအရာနဲ့ရောင်ရဲစေတော့မူတဖြင်းလို့ပြောထားပါတယ်အရန်ကိုမှကောင်းမြတ်တဲ့ဘုရားရှင်ဖြစ်ပါတယ်တော့ကျော်တို့ရဲ့အသက်တာထဲမှာအသက်ကြီးစဉ်အခါမှာလည်း လူတွေကစွန့်ပယ်ကောင်းစွန့်ပယ်နိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ကိုးကွယ်နေတဲ့ထာဝရဘုရားသခင်ကောင်းမြတ်တဲ့ဘုရားသခင်ကတော့ကျွန်တော်တို့ကိုဘယ်တော့မှမစွန့်ပယ်ဘဲနဲ့မှကောင်းသောအရာတွေနဲ့တောင်မှ ကျွန်တော်တို့ကိုရောင်ရဲစေရဲဆိုတာကိုတွေ့ရပါတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့ဘဝအတ္တဓာတ်ထဲမှာအရန်ကိုမှကောင်းမြတ်တဲ့ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုကျွန်တော်တို့ငငယ်လေးကနေစပြီးတော့မှကျွန်တော်တို့အသက်ရှင်နေချိန်ထိဘုရားရဲ့ကျေးဇူးတော်ကိုဘယ်တော့မှမမေ့လျော့ဘူးရန်အတွက် ကျွန်တော်ကထပ်ပြီးတော့ပြောချင်ပါတယ်ကျွန်တော်တို့နောက်ဆုံးနောက်ဆုံးဒီຢာလေးကိုကြည့်မယ်အာနောက်ဆုံးမှာတော့ဘာပြောရလဲဆိုရင်အတင်းကိုအသက်ကြီးစေကောင်းသောຢာနဲ့ရောင်ရဲစေတော်မူသဖြင့်တင်းဤအရွယ်သည်ရွှေလင်းသားဤအရွယ်ကဲ့သို့ပြုပြင်ခြင်းရှိ၏ဆိုပြီးတော့မှပြောရပါတယ်ရွှေလင်းသားဆိုတာကဘာလဲဆိုရင်တော့တနည်းအားဖြင့်ကျွန်တော်တို့ ကြည့်ရမယ်ဆိုတော့အာရွှေလေးယုံပေါ့နော်တချို့အာဒီစာအုပ်တွေမှာတော့ရွှေလေးတော့တုံးထားတယ်တချို့စာအုပ်တွေမှာတော့ရွှေလင်းယုံလို့တုံးထားတယ်ပြောနေတဲ့နေဘက်ကပါလဲဆိုရင်အဲ့ဒီရွှေလင်းယုံဆိုတဲ့ငှက်ကသူ့ရဲ့ပုံစံကဘယ်လိုပုံစံရှိလဲဆိုရင်ကျွန်တော်အာပုံလေးပုံပြထားမယ်ပေါ့နော်အဲ့မှာပုံပြထားမယ်အဲ့ဒါကတော့ကျတို့အာရွှေလင်းယုံပေါ့နော်ရွှေလေးဒါပုံဖြစ်တယ်အာကျွန်တော်အဲ့ဒီငှက်ရဲ့ပုံစံကိုကြည့်မယ်ဆိုရင်သူ့ရဲ့ ခြေသေးလက်သေးတွေကအရန်ကိုမှခြုံထက်ပြီးတော့မှအရန်ကိုမှအားရှိတယ်။သူ့ရဲ့အတောင်တွေကိုကြည့်မယ်ဆိုရင်အရန်ကိုမှကြီးမားပြီးတော့မှလေဟုံကိုခွင်းပြီးတော့မှပြန်နိုင်တဲ့အချိန်မှာအချိန်ကသူ့မှာရှိပါတယ်။အရန်ကိုမှ ပြန်လာမြန်တယ်။အရန်ကိုမှတန်မာတဲ့ခြေသေးလက်သေးတွေရှိတယ်။နော်ပြီးတော့မှ ကောင်းငင်ဘဝနေပြီးတော့မှာဟိုးအောက်မှာရှိနေတယ်အာကျွန်တော်တို့ဒီငါးပဲပြည့်ပြည့်ပေါ့နော်တစုံတရာပဲပြည့်ပြည့်ကို မြင်နိုင်တဲ့သူ့ရဲ့အမြင်အာရုံ အရန်ကိုမှကောင်းတဲ့အရာတွေအဲ့ဒီငတ်မှာရှိပါတယ်ပြောမယ်ဆိုတော့အဲ့ဒီငတ်ဒီကောင်းကင်မှာ အမဲလိုက်တဲ့ငတ်တကောင်လို့ကျွန်တော်တို့ကတင်စားလို့ရပါတယ်။ဒါကြောင့်အဲ့လိုပြောတာလဲဆိုဒီကျန်းစာထဲမှာပြောတာကကျွန်တော်တို့အသက်ကြီးတဲ့သူတွေကိုအားမငယ်ဖို့ရန်အတွက်တင်စားထားတာဖြစ်ပါတယ်။ဒါကြောင့်လဲဆိုတော့ ကျွန်တော်အသက်ကြီးလာတဲ့အခါမှာလူတွေကကျွန်တော်တို့ကိုဒီနေ့မခေါ်ကျင်တော့ဘူးမပြောကျင်တော့ဘူးကျွန်တော်တို့ကိုပြစ်ပယ်ထားတယ်လို့ခံစားနေရပြီလားဒါပေမဲ့ကျွန်တော်တို့ကအမြဲတမ်းကြည်ရှုဆောင်ရှောင်းနေတဲ့ဖခင်သခင်ကကျွန်တော်တို့ကိုကောင်းသောယာရင်နဲ့ရောင်ရဲစေပြီးတော့မှတင့်ဤအရွယ်သည်ရွှေလင်းတားဤအရွယ်ကဲ့သို့ပြည့်ပြည့်ချင်းရှိမယ်အသက်ကြီးပြီမယ်ဘာဖြစ်လဲမပြည့်စည်သေးဘူးအဲ့ဒီစကားအရပဲကျွန်တော်တို့အသက်တာမှာအသက်ကြီးပြီမယ်ကျွန်တော်တို့ရဲ့ကျွန်တော်တို့ရဲ့ဒီနေ့လုံးเนาะလုံးလို့ရတယ်ကျွန်တော်တို့ရဲ့ဒီ လုံပိုင်ခွင့်ကျော်တို့ရဲ့လုံလို့ရတဲ့အရာတွေအားလုံးကိုလုံလို့ရအောင်လို့ဘုရားသခင်ကကျော်တို့ကိုအခွင့်ပေးရတယ်ဆိုတော့ကိုတွေ့ရပါတယ်။ဒါကြောင့်ကျော်တို့ရဲ့အတ္တထဲမှာအတ္တကြီးပြီမြင်ကျော်တို့ကိုအမြဲတမ်းကြီးစုဆောင်ရှောက်နေတယ်ဘုရားခင်ဖြစ်ပါတယ်။ကျော်တို့ကိုမွေးကလေးကနေအမိဝမ်းတွင်းကလေးကနေပြီးတော့မှကျော်တို့ကိုဒီနေ့ဒီနေ့ဒီချိန်ထိဆောင်ရှောက်လာတဲ့ဘုရားရဲ့ကျေးဇူးတော်ကဘလောက်တိအောင်ကြီးမားလဲဆိုတော့ကိုကျော်တို့အားလုံးကိုကိုကိုတိမယ်လို့ထင်ပါတယ်။ ဒါဆိုကျွန်တော်ပြန်ပြီးတော့ချုပ်ကြည့်မယ်ဆိုရင်ဒီနေ့ကျွန်တော်အဓိကပြောချင်တဲ့အရာကဘာလဲဆိုရင်တော့ညီကုံအဖြစ်ပြောရမယ်ဆိုရင်ဖယားသခင်ရဲ့ဂျေဇုရဲ့အဲ့ဒီစာလန်ဆရာကပြောထားတဲ့"အိုးငါဝိညာဉ်ထာဝရဘက်ကိုကောင်းကောင်းကြီးပေးလို့"ဆိုတာကဘာကိုပြောတာလဲဆိုရင်ဖယားကိုအမြင်နဲ့မမိတ်မလျော့ပဲနဲ့မှဖယားရဲ့ဂျေဇုရဲ့ကိုအမြင်နဲ့ချီးမွမ်းတတ်တဲ့သူတွေဖြစ်ဖို့ရန်အတွက်စာလန်ဆရာကနော်တရားသုံးခုမြောက်သောစာလန်အကန့်ငယ်တိကနေငါအတွင်းမှာတို့တို့ကိုအားပေး တိုက်တိုးထားတာဖြစ်ပါတယ်။အဲကြောင့်ကျော်လေးရဲ့ဘဝအသက်တာထဲမှာကျေးဇူးတော်အပေါင်းကိုမမေ့လျော့နေအဲ့ဒီစကားလေးကိုမှတ်ထားပါ။ကျော်လေးရဲ့အသက်တာထဲမှာအဲ့ဒီအရာလေးကိုအမြဲတမ်းမှတ်ထားပြီးတော့မှမနှံမွေးလျင်တာလည်းဘုရားရဲ့ကျေးဇူးတော်စားတော့ရတဲ့အရာတွေအသက်ရှင်ရတဲ့အရာတွေကျွန်တော်ကျော်လို့လောက်ကိုင်းနေရတဲ့အရာတွေအလုံးအကိုင်းနေအဲ့ဒီအရာအလုံးကလည်းဘုရားရဲ့ကျေးဇူးတော်ဖြစ်တယ်ဆိုတာကိုကျော်လေးရဲ့အသက်တာထဲမှာမြင်တယ်အောင်မေ့ပြီးတော့မှဘုရားကိုအမြဲတမ်းကျွန်တော် เนาะမမေးမလျော့ဘဲနဲ့မှာကျွန်တော်တို့ရဲ့ first first thing ဦးစားပေးအနေနဲ့ပထမဦးစားပေးအနေနဲ့ထားဖို့ရတဲ့ကျွန်တော်ကအားပေးခွန်အားပေးတိုက်တွန်းချင်တာဖြစ်ပါတယ်ကျွန်တော်နောက်ဆုံးဂျမိုက်တစ်ပတ်ကိုဖတ်ကြည့်ပါမယ်ဟေရှာယနနာဂတိဂျန်အခန်းကြီး40အခန်းငယ်31ဟေရှာယနနာဂတိဂျန်အခန်းကြီး40အခန်းငယ်31ထာဝရဘုရားကိုမျှော်လင့်တော်သူတို့မူကား အားပြည့်ကြလိမ့်မည်။ရွှေလင်းရုံကဲ့သို့မိမိတို့အတောင်ကိုအသက်ပြုပြင်ကြလိမ့်မည်။ပြေးတော်လည်းမပင်မှန်ခရီးသွားသောအခါမမောရကြ။နောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တဲ့အရာကတော့ဖခင်ရဲ့ယေရှုတော်ကိုမမိမလျော့ဘဲနဲ့အသက်ရှင်ပြီးတော့မှအဲ့ဒီဖခင်ကိုပဲမျှော်လင့်တဲ့သူတွေရဲ့အသက်တာထဲမှာတော့အားပြည့်ကြလိမ့်မည်တဲ့။ရွှေလင်းရုံကဲ့သို့မိမိတို့အတောင်ကိုအသက်ပြုပြင်ကြလိမ့်မည်။အဲ့ဒီငှက်ရဲ့ထူကြချက်ကတော့ သူ့ရဲ့အတောင်တွေကိုအသေးလဲလို့ရပါတယ်။ဒါကြောင့်ကျော်လေးရဲ့အသက်တာထဲမှာယုံကြည်သူဘုရားသားသမီးတွေနေနဲ့အသက်ငယ်တာကြီးတာမဆိုင်ပါဘူး။ကျွန်တော်တို့ရဲ့ကံနာကျွန်တော်တို့ရဲ့လုတ်ပိုင်ခွင့်ကျွန်တော်တို့ရဲ့လုံနိုင်တဲ့ຢာတွေကအကန့်အသတ်မရှိပါဘူး။ဒါကြောင့်ကျော်လေးရဲ့အသက်တာထဲမှာဘုရားရဲ့ကျေးဇူးတော်နဲ့ကျွန်တော်တို့ရဲ့လုံနိုင်တဲ့ဆွမ်းအားနဲ့ပေါင်းပြီးတော့မှလှုပ်ဆောင်မယ်ဆိုရင်ကျွန်တော်တို့ထင်ထားတဲ့အရာတွေတက်ပို့ပြီးတော့မှညှင်းတဲ့နေရာကိုရောက်နိုင်တယ်ဆိုတော့ကျွန်တော်ကဒီနေ့ နှုတ်ကပတ်တော်အပြင်ရောက်ချင်းစကံကိုဟောပေးတိုက်တော်ပါတယ်ကျွန်တော်ဒီနေ့ပြောတဲ့ຢာတွေကကျွန်တော်ရဲ့အုံနောက်နဲ့ကျွန်တော်ပြောတာမဟုတ်ဘူးကျွန်တော်ဒီနေ့နှုတ်ကပတ်တော်ကိုဖတ်ပြီးတော့အဲ့ဒီနှုတ်ကပတ်တော်တွေကအတိုင်းပဲကျွန်တော်ကပြန်ပြီးတော့မှဝင်ငါပေးတာဖြစ်ပါတယ်အားလုံးလည်းအဲ့ဒီနှုတ်ကပတ်တော်ကိုဖတ်ပြီးတော့မှနားလည်ကြမယ်နားလည်ကြမယ်လို့ထင်ပါတယ်ရောက်ချင်းစကံကိုလည်းဘုရားသခင်ကောင်းချီးပေးပါစေ